ရှင်။ Mountain Mama YouTube Channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတော့အညူကဆ iam မစပယ်ဖြူနုဖြည့်သားထားတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။ရှင်မသိသေးတဲ့ جماعه တို့ဘဝတွေ တကယ်တကယ်တော့ရှင်ဟာဘာမှတီးပုံမရဘူးယထာစီကြရအောင်လို့ကျမခေါ်တော့နောက်ကိုအตาလိုက်လာတာပဲဘယ်သွားမှလဲလို့ကျမကိုတခွန်းမမေးဘူးဒီတနေ့တာအဖိုးခရီးစဉ်ဟာကျမလက်ထဲမှာပဲအနာဂတ်ဟာကျမလက်ထဲမှာပဲဒီလိုသာရှင်တွေးရှင်တွေးနေသလားထုံးစံအတိုင်းရှင်ကအဖြူဆွဆွမျက်နှာနဲ့ဘူတာယုံစီခက်အီးအီးပါလာတယ် ဘူတာယုံဟာဖီမျိုးတော်ရဲ့နေခင်းများစွာလိုပဲစုညံတက်ဝင်နေတယ်။လူတွေဟာခုပဲမိုးပေါ်ကကျလာတယ်လို့ကတုတ်ကရဲ့ရှစ်တက်တဲ့ကိုဒီဇိုင်းမမတ်ကြည့်လို့အစောတည်းသူတို့မျက်လုံးတွေဟာကြည့်တော့ကြည်တာပဲ။ဒါပေမဲ့ကြည့်သမျှကို မြင်မမြင်ဆိုတာရှင်လဲသိမှာမဟုတ်ဘူး။ကျမလည်းမသိဘူးရဲ့။သူတို့အသက်ပြင်ချတန်ကားတော့အတော်ကျပါရဲ့ရှင်ကြသလားနားနဲ့ပဲနားထောင်ရင်တော့ကြားမှာမဟုတ်ဘူးပေါ့ စိတ်နဲ့နားထောင်မှသာကြားရလိမ့်မယ်။တယောက်နဲ့တယောက်တိုးတိုင်းပြီးတော့တိုးတိုင်းပြီးတော့မတက်တရွေ့ရွှေ့တတုတ်တုတ်ရှိလာတဲ့လာရမတူလူပေါင်းများစွာကို ကျမတို့ဖြစ်လာခဲ့ကြတယ်။ရှင်ရဲ့အသက်သွေးမရှိသလိုဖြူဆွဆွမျက်နှာမှာချွေးစိတချို့အရိပ်ထင်ထင်လာတာကိုတစ်ချမ်းလက်ကြည့်တဲ့အခိုက်မြင်လိုက်ရတယ်။ အသားညူညင်းညင်းအရင်အကြောင်းရှုံတော့တော့အမေအိုတရာဇီးပန်းရှိချလို့ငင်းငိုင်ငိုင်းထိုင်နေပုံကိုမြင်လိုက်ရလို့လားဘူးခွန်အဟောင်းတစ်ခုတလေအတွက်တိမ်ငက်လို့မျက်လုံးလင်တဲ့ခလီမလေးကိုတွေ့လိုက်ရလို့လားဝမ်မဝချင်းဟာငိုဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲရဲ့လို့လက်ခံထားပုံရတဲ့ခလီငိုတန်းတိတိကလေးကိုကြားလိုက်ရလို့လားဒါတော့ရှင်ကိုတိုင်းပဲတည်လိမ့်မယ်တခုတော့ကျမလောင်းစည်းထက်ရဲပါရဲ့ဒီလိုလူတွေကို ွှေမစွာကရှင်မြင်ဘူးခဲ့မှာမဟုတ်ဘူးဒီဘူတာယုံဟာကျမတို့ရွှေမျိုးတော်မှာအကြီးဆုံးဘူတာယုံပဲဘ ਹੁ အချက်အချာခေါ်မလားခရီးစဉ်အားလုံးရဲ့အဆုံးဟာဒီဘူတာယုံပဲအစဟာလည်းဒီဘူတာယုံပဲအပြာရောင်ရထားအဝါရောင်ရထားတွေစင်ကြံတွေမှာစိုက်နာနေတာတွေ့မြဲတိုင်းလို့တွေ့ရတယ်ဘယ်ရထားပေါ်တက်မလဲလို့ရှင်မမေးပြန်ဘူးအဝါရောင်နှဆောင်ပေးပါလို့လက်မဲ့ယုံမှာကျမဝယ်တော့ရှင်ကဝေဝေဝါးဝါးမျက် စ်နှစ်ပြီးနဲ့တောင်ကြီးမြောင်ကြီးလက်မှတ်တစ်ဆောင်၃၀၀ဆောင်ဆိုတော့၆၀၀ပေါလို့အတာတွက်ရင်ကျမငွေထုတ်ပေးတယ်အိတ်ကိုစစ်ပြန်ပိတ်တယ်လက်မှတ်ကိုခက်ဆဆကင်လို့နေရာကခွာဖို့ပြင်တယ် အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ကကျမပခုံးဆုံးကိုတွန်းတိုင်းမိတဲ့အထိအလောတကြီးရှေ့တိုးလာတယ်။သူ့မျက်နှာဟာချွေးစင်းနဲ့ဝင်းပြောင်ပြောင်၊သပင်တွေကို ထုံးတယ်ဆိုယုံတဲ့မတည်မတက်ထုံနှောင်ထားတယ်။ခေါင်းထက်ကစီးလာတဲ့ချွေးစီချောင်းဟာလယ်ပင်ပေါ်တလိမ့်လိမ့်ကျလာတယ်။ဂုတ်သားမှာစင်စားတချို့ချွေးနဲ့ကန်နေတယ်။အင်ကြီးလုံးကြီးကအယောင်အစင်းမိန်မိန်ဖြော်ဖြော်ဝေးအကျွေးနွမ်းနွမ်းလေးတွေကိုလက်ထဲမှာဆုပ်ထားတယ်။နောက်လက်တစ်ဖက်မှာတော့ ဖြစ်စီဖြစ်စရာတွေထဲတူထားပုံရတဲ့ကျွတ်ကျွတ်အိတ်တလုံးကိုဆွဲထားတယ်။သူ့အတွင်ရဲ့အဝတ်အစားရဲ့ငွေဆက်ပူရဲ့ဟာပြိုင်အဆိုင်နွမ်းလျားနေကြတယ်။ချွေးနဲ့တစ်ချက်လွင့်လာတော့ရှင်နှကောင်းရှုံတယ်ရှင်ဆွလာတဲ့ရွှေမွေးနဲ့အဲ့ဒီချွေးနဲ့ဟာရှင်အနီးဝန်းကျင်မှာအပြန်အလှန်တိုက်ခိုက်နေကြမယ်ထင်တာပဲ။ အမျိုးသမီးကပခုံးလာကျင်လို့မျက်မှောင်ကျုပ်တဲ့ကျမကိုလည်းမြင်မုံမရဘူးအဖြူရောင်နှဆောင်ပေးပါတယ်ခက်လော်လော်ပြောပြန်တယ်ခုမှတီချာကြည့်တော့သူ့နောက်မှာဆယ်နှစ်ကျော်ကျော်ကလေးတယောက်အိတ်ကလေးတစ်အိတ်ဆွဲလို့ခက်ငူငူရက်နေတာတွေ့ရတယ်ကလေးရဲ့အကြီးကခက်ပီပီခက်တီတီရှင်မျက်နှာဖြူဆွတ်ဆွတ်ကိုကလေးကစိုက်ကြည့်နေတယ်ရှင်ကလည်းကလေးတံမဲ့ကြီးတဲ့မျက်လုံးတွေကိုတံပြန်ဆူဆိုင်ကြည့်နေတယ်မျက်ခုံးနဲ့နဲ့ပင့်ထားတယ် ယ်ရှင်အံ့ဩနေသလားခလေးတယောက်မှ အနာဂတ်မရှိသလိုမျိုးလုံးတွေလည်းရှိနိုင်တယ်ဆိုတာရှင်အံ့ဩနေတယ်မဟုတ်လား လက်မှတ်နှဆောင်ကင်ပြီးနေရာမခွဲသေးတဲ့ကျမကိုရှင်ကဘာမှဆောတကမတက်ပြန်ဘူးခုနေဒီလက်မှတ်တွေလွှင့်ပြပြီးလက်ပြန်ရင်တောင်ကျမနောက်ကိုရှင်အသာတကြီး လိုက်လာအောင်မှာပဲကျမသိပါတယ်အဖြူရောင်ကနောက်တနေ့လောက်နေမှလာလိမ့်မယ်ခဏနေရင်တော့အဝါရောင်ထွက်မယ်အဝါရောင်စီးပါလားလို့လက်မဲ့ရောင်သူက အနေအမြင့်မရှိပဲ အနေအမြင်မရှိတဲ့အတန်နဲ့ပြောတယ်မျိုးသမီးကိုတော့မော့မကြည့်ဘူးလက်မဆောက်အုပ်ကိုပဲဝတ္တရားတစ်ခုလိုငုံကြည့်နေတယ်အမျိုးသမီးကလက်မယုံအထက်နာစီကတင်မုန်းကိုမော်ကြည့်တယ်။သူကြည့်တယ်လို့ကျမလိုက်ကြည့်တယ်။ ရှင်လဲလိုက်ကြည့်တယ်အဖြူရောင်100အပြာရောင်200အဝါရောင်300အမျိုးသမီးကနှုတ်ခမ်းကိုရှာနဲ့တတ်လိုက်တယ်ငကူကသပင်ပပီးသားကောင်းကိုတစ်ချက်ကုတ်တယ်ကလေးကိုလှည့်ကြည့်တယ်နောက်မှအတန်တူတူလေးနဲ့စောင့်တော်မယ်တဲ့သူတို့သားအမိအုတ်ခုံလေးစီရှောက်သွားကြတယ်ထိုင်ချလိုက်တယ်ကျွတ်ကျွတ်အိမ်အနဲ့ရောင်ဟာသူတို့သားအမိကြားချားနေတယ်လက်မှတ်ရောင်တမကခုထိမော့မကြည့်ဘူးရွှေမျိုးတော်ရေဒီယိုကအစ်တ ချင်းတန်ကိုခက်တူတူလိုက်နေနေတယ်။တာယာဝပြောတယင်စာတပေါ်တဲ့ငါတို့မိမာလက်မနဲ့ဆောင်ဟာကျမလက်ထဲမှာချွေးစည်းတွေနဲ့စုကက်နေတော့တယ်။မနီမဝေးကသားအမိကိုလှမ်းကြည့်တယ်။ဘူတာယုံကတိုင်ကက်နိုင်ကလည်းကျမတို့ကိုငုံကြည့်နေတယ်။ နိုင်တန်တစ်ချက်ချက်ဒီတစ်ချင်တန်နှလုံးနှလုံးခုန်လုံးတဲ့25ဒီဂရီလောက်ခြာခက်နေကြောခိုင်းလဲထွက်တဲ့ကျမနောက်ကို ရှင်အပြီးကလေးလိုက်လာတယ်။ဇင်းကြံပေါ်ကနေခြေတလန်းချလိုက်တယ်ဆိုရင်ပဲကျမကိုရှင်မိလာရောရှင်ကခြေတလက်တန်ရှိလျားတူလီတန်တန်းတစ်ခုကိုကြော်လိုက်ရုံရှိသည်ရှင်ကကျမလက်ကိုဆောင်ဆွဲလိုက်တယ်။ရှင်လက်မှာလည်းခုတော့ချွေးစီစားတချို့နဲ့ရှင်မျက်နာကတော့ဖြူစွတ်တော့ဒါပေမဲ့အကျောအချင်းတွေမလို့ ှုပ်စမလှုပ်စဘူးလှုပ်နေတာကိုအနီးကပ်အမြင်နဲ့ကိုသားမိကဘာလို့လက်မှတ်မွဲတာလဲဘာလို့နောက်တနားကြီးစောင့်မှလဲအိမ်ဆော့ဆော့ရောက်တော့ဆော့ဆော့နားရတာပေါ့မဟုတ်ဘူးလားခုမကြည့်မိတဲ့ရှင်းမျက်လုံးတွေဟာကလေးလေးတယောက်ရဲ့မျက်လုံးတွေပဲဒီမျက်လုံးလေးတွေဟာချစ်စရာလဲကောင်းတနာစရာလဲကောင်းပါရဲ့ကျမခက်တာတာရေမုံမိနေရှင်ကကျမရေပုံကိုပဲအထူးအဆန်းလုပ်လို့ညည်းကြည့်နေပြန်တာ အဖြူရောင်နဲ့အဝါရောင်ဈေးမတူလားကို ရှင်မတွေ့ဘူးလားတွေ့ပါတယ်ဒါပေမဲ့အဖြူရောင်၂ဆောင်ဆိုရင်200အဝါရောင်၂ဆောင်ဆိုရင်600ခြားနာချက်က400ပဲဟာတန်လဲနောက်တစ်ခုပေါ်ကိုကျမလန်တန်လိုက်တယ်ရှင်တွဲထားတဲ့လက်ကိုလည်းစက်ခနဲရှုံလိုက်တယ်မိသားပေါ်မှာပဲရှိနေသေးတဲ့ရှင်ကိုလှည့်ကြည့်မိတယ် ကျမဘယ်သွားမယ်ဆိုတာတော့မမီးခဲတဲ့ရှင်ကခုတော့လဲမိဘတွေမီးချင်လိုက်တာတိချင်တာတွေများလိုက်တာရှင်ကိုဘယ်လိုပြောရမလဲဘယ်လိုပြောရင်ရှင်နားလည်နိုင်မလဲလီယာဆိုတာသူတို့အတွက်ထမင်းတစ်မျက်လည်းဖြစ်နိုင်သေးတာပဲဟာလို့စက္ကနဲတူတောင်းခြင်းနဲ့စိတ်ကိုလျှော့လို့စင်စင်ဆာဆာပြောပြမိတယ်။မဖြစ်နိုင်တာရှင်ကနှုတ်ခမ်းလုံယုံရွတ်တယ်။ကျမမျက်လုံးတွေရဲ့အပြစ်တင်စကားကိုကြောက်တလို့တစ်ချက်ရေလိုက်ပြန်တယ်။ ကျွန်တော်တို့လက်မှတ်ပါဝဲပြီးလိုက်ရအောင်တဲ့ တကယ်တော့ရှင့်မှာငွေအကြွေ400ရှင့်မှာမဟုတ်ဘူးရှင့်အတွက်တော့ငွေအကြွေဆိုတာတရားတွေပေါ့လမ်းမေပေါ်ကဖြတ်တဲ့အခါပေးရတဲ့ပိုက်ဆံမျိုးပဲရှင့်ပိုက်ဆံအိတ်ထဲမှာတော့ကျမသဘောမကျတဲ့တရိတ်ဆန်တမျိုးရဲ့အနီရောင်စိမ့်ပြရောင်အစင်းနဲ့ငွေဆက်ကူချက်တွေက အမြဲလိုထူထူထဲထဲနေရာယူထားတတ်တာကော်ဖီတစ်ခွက်ကို အနီရောင်တစ်ကောင်တန်လဲရှင့်ပက်ခနဲပေးလိုက်မှာပဲရှင့်တိုက်တဲ့ကော်ဖီကိုဒီနေ့အထိလိုက်တောက်ဖို့ဝင်လေးခဲ့တာကော်ဖီမကြိုက်လို့မဟုတ်ဘူးဆိုတာ ာရှင်တည်ခြင်းမှတည်လိမ့်မယ်။ငွေလေးရဆိုတာလူတယောက်ထမင်းဟင်းမဝရေစာစားနိုင်ဖို့ရလုံလောက်ကြောင်းလဲရှင်တည်ခြင်းမှတည်လိမ့်မယ်။ရှင်သူတို့ကိုဘယ်နဲ့ရလက်မှတ်ဝယ်ပေးနိုင်မလဲ။နေတိုင်း ဝယ်ပေးနိုင်တယ်လို့ပြောမလားဟုတ်ပြီသူတို့လိုလိုနောက်ထပ်ဘယ်နှယောက်လောက်ရှိနေအောင်မယ်လို့ရှင်းတင်တယ်လေသူတို့တွေအားလုံးကိုရှင်နေတိုင်းဝယ်ပေးနိုင်မလားယထာလက်မှတ်ဝယ်ပေးလိုက်တာကတော့တကယ်ပဲသူတို့ဘဝတွေအတွက်ကေတင်ရာခပောက်တစ်ခုဖြစ်မယ်လို့ရှင်းတင်လို့လား ရှင်ကကျမကိုငင်းနေပြန်တယ်။ဘာပြန်ပြောရမယ်လို့ရုတ်တရက်အတိမမဟုတ်ဘူး။ကျုခနဲ့ဆုတ်တက်လိုက်တယ်။တန်လန်းကိုအပြီးအဝကြော်လို့ဇင်းကြံပေါ်တက်လိုက်တဲ့ကျမနောက်အပြီးအလွှားလိုက်ပြန်တယ်။လက်မယုံရှိတဲ့တစ်ဖက်ဇင်းကြံကနေမြင်နေရတော့မယ်။ဟိုသားအမိလည်းရှိတော့မယ်။ကိုမွားကိုတောင်ပြန်ရှာမတွေ့တတ်တယ်လို့မျက်လုံးတွေတွင်နဲ့ထိုင်နေတော့မယ်။ သူတို့ဘယ်အချိန်အိမ်ရောက်မှာပါလဲအဲ့ဒီအိမ်မှာကိုစားစရာမရှိရလားလို့ရှင်ရင်တွေးမိသလားကျမတွေးတယ်လို့လေဟောဟိုကဈေးတဲ့အဖွားအိုကြီးဘယ်အသက်အရွယ်ထိများခက်ခက်ခဲခဲရှာဖွေစားနေရအောင်မလဲရှင်တွေးမိသလားကျမတွေးတယ်လို့လေဘူးခွန်ဆောင်တဲ့ကလေးမလေးစာတင်ချခွင့်မရ ရှားခဲ့ရဲ့လားလို့ရှင်တွေးမိသလားကျမတွေးသလိုလေရှင်မြင်ခဲ့တဲ့ဝမ်းစာနေတဲ့ကလေးလေးနောက်ရက်တွေမှာကောအချိန်မှန်မှစားရပါမလားလို့ရှင်တွေးမိသလားကျမတွေးသလိုလေခုမတွေးနိုင်သေးရင်လည်းရတာပါပဲတွေးဖို့လိုအပ်တဲ့တနေ့ရောက်ရင်သာရှင်တွေးစီခြင်းနဲ့ ဝါယောင်ယထာဟာနေ့လည်နေခင်မို့ထင်ပါရဲ့ပြင်းပြင်းကြီးလဲလျောင်းလို့ခရီးတဲ့စောင့်နေရှာတယ်တွွဲ့တွွဲ့ချင်းဝင်ပေါက်ကနေယထာပေါ်လန်တက်လိုက်တယ်ပထမတော့ရှင့်ကိုမိသွားတဲ့ဆိုတာဝန်ခံပါတယ်ယထာပေါ်ရောက်တာနဲ့ထိုင်ကုန်ရှာတတ်တဲ့အကျင့်အတိုင်းမျိုးလုံးကစားနေမိတယ်တတိယလို့ငဲကြည့်တော့ရှင်ကနောက်ဆုံးတစ်ဆင့်ကို အာယူတက်လို့ယထာပေါ်ရောက်လာပြီ အတင်းတွေးတဲ့နေရာစီအပြေးသွားနေတဲ့ကျမနောက်ကိုလိုက်လာပြန်တယ်ဘေးမှဝင်ထိုင်နေရှစ်စီကအသက်ရှူတန်ခက်ပြင်းပြင်းကြာရတယ်မောတလားတလောင်းနဲ့မောတလားရှစ်အသားဖြူဆွဆွဟာသွေးရောင်အစအနလွမ်းစားပြူလာတယ်ဒါဟာလူပိသားတဲ့လက္ခဏာပေါ့ဒီလိုပဲကျမတွေ့တယ်ရှင်လူပိပိသားသားလှုပ်ရှားမောပန်ပူရမယ်လူတွေချားမှလမ်းလျှောက်ပူရမယ်လူတွေဘလို့များနေထိုင်ကြပါလိမ့်ရှင်သိရမယ်လောကဟာ ာဒုက္ခတွေနဲ့သာဖွဲ့စည်းထားတာမဟုတ်ကြောင်းရှင်သိရမယ်။ရှင်မသိသေးရင်တော့နောင်သိလာမယ်မျှော်လင့်တာပါပဲ။ခုနေများတော့ရှင်မျိုးတော်အုပ်ချုပ်ရေးမှုခါရှင်နဲ့ကျမကိုတွဲလျက်မြင်လိုက်ရင်တက်များသိရှာမလားပဲ။သူ့ရှင်နဲ့တဲချဟာတာမန်လူများစွာကို ကိုစားပြုတယ်ဆိုရမယ်။တာမန်မင်းကလေးကျမအနာမှာကျမကလက်ညှိုးညွှန်ရင်သို့မဟုတ်ဦးဆောင်ရင်ငငယ်ဝိုးဝိုးလိုက်ပါလာတဲ့သူရှင်အတွက်ရှင်ပတ်ဝန်းကျင်ဟာရတဲ့အေးကြမှာမဟုတ်ဘူး။တော်လန် ူစိတ်ပြင်းပြတဲ့အနီရောင်မိန်းကလေးတယောက်အနာရှင်ရှိနေမှသိရင်ရှင်ပတ်ဝန်းကျင်ကဘလို့များတုံ့ပြန်မှာပါလေရှင်ဟာကိုအတကူတာမွေးမြူတတ်တဲ့အမဲတွေချားထဲမှာအဖြူတစက်ပါပဲသူတို့စီကအမဲတွေရှင်စီကူးဆက်လာမှသာကျမစူးထိတ်မိတာဒါကျမအတွက်မဟုတ်ဘူးဆိုတာတော့ရှင်ယုံရဲ့မဟုတ်လားရှင်မျိုးတော်ကြီးကိုကျမဘလောက်တွေ့တာလဲဆိုတာရှင်သိရဲ့မဟုတ်လားရှင်မျိုးတော်မှာဇကုတ်ဇခဲရှင်တန်နေသူတွေကိုကျမဘလောက်ချစ်တယ်ဆိုတာရှင်နားလေ 唔好啦。Okay, uh, လူတွေကိုချစ်တာရဲ့ဆယ်ပုံတစ်ပုံလောက်ကျွန်တော်ကိုချစ်ကြည့်ပါလားလို့တခါကရှင်ပြောမှုတယ်။ဒါကအပြောသားလွယ်တာအလုံးကြတော့အသိခက်တာမျိုး။ကျွန်မစူးစမ်းကြည့်ဘူးဒါပဲ။ရှစ်ပတ်ဝန်းကျင်ကိုမေ့ပြီးရှင်ကိုအပြစ်အဝချစ်နိုင်ဖို့ရှစ်ပတ်ဝန်းကျင်ကကျူးလွန်ခဲ့တဲ့အတိတ်ဆိုးကိုမေ့ပြပြီးရှင်ကိုယာနုံပြီးကြည့်ပြနိုင်ဖို့တကယ်တော့ကျွန်မတို့လူရှင်မျိုးတော်ကတာမန်လူများစွာမမေ့နိုင်တဲ့အတိတ်တစ်ခေတ်ကိုရှင်လဲအသေးအချာမသိမမီပါဘူး။ရှင်ပြောကလည်း ်းမပါပါဘူးဒါပေမဲ့ဘလို့လုံးလဲရှင်းမျက်နာကိုမြင်ရတဲ့အခါအောစရာရက်ဆက်ဖူးတူတွေကိုတတိယရလာတတ်တာဘယ်လိုလုပ်ရမလဲ ခုလဲရှင်းလက်တွေကျမလက်ဘွားကိုနောက်တစ်ကြိမ်ဆုပ်ပိုင်လိုက်တဲ့အခိုက်ជីနူးစိတ်ကအခိုက်အတန့်နှစ်ခနဲပေါ်တယ်တကယ်ကိုအခိုက်အတန့်ညတာပဲနောက်တော့စိတ်ရင်ကဝင်မြဲအတိုင်းဝင်ပြီးရုံလိုက်မိပြန်တယ်စောစောကသားအမိငွေလေးရအတွက်အချိန်တနာရီငုံတုတ်ထိုင်ရအောင်ရှင်ပဲကျူးလွန်ခဲ့တယ်လို့မျိုးကျမဆွဆွဲခြင်းနဲ့နှုတ်ကတရရဖြစ်လာတယ်အသက်ကိုပြင်းပြင်းရှူမိတယ်ရှင်ကတော့ထုံးစံအတိုင်းကျမမျက်နာကိုပဲအထူးအဆန်းလို့နီးနီးပြန်ရော့ နောက်တော့ရထားအပြင်မက်စီငင်းနေပြန်ရောခဏကြာရင်ကျမစိတ်ပြေပြီးပြုံးပြုံးရွှင်ရွှင်ဖြစ်လာ ပြန်အောင်မယ်ဆိုတာလဲရှင်သိရမဟုတ်လားရှင်ဒီနေ့တော့မယ်ယထာဟာအိမ်မောကြနေရကနေစက္ကန့်လေးလှုပ်လာတယ်လူတွေတယောက်ပြီးတယောက်တက်လာတယ်တချို့လဲအိတ်တအိတ်လောက်လွယ်ပြီးပေါ်ပေါ်ပါပါ တချို့လဲတကမာလုံးမှာအခက်ခဲဆုံးနေ့တွေကိုတိမ်ကျုံရင်ဆိုင်နေရတယ်လို့လေးလေးပင်ပင်မျက်နှာတွေနဲ့သူတို့လက်ထဲမှာတော့အိမ်ကြီးအိမ်ငယ်ပါတယ်တချို့လဲတောင်းတွေပလုံးတွေပါတယ်မသိရင်စောစောကသားအမိရဲ့အမေအိုရဲ့ကလေးမလေးရဲ့ယထာပေါ်တက်လာတယ်လို့ပဲ အသက်အရွယ်ခန္ဓာအရွယ်အစားရုပ်ရည်သာကွာမယ်မျက်နှာပေးတွေကခက်ပီပီခက်တီတီမျက်လုံးတွေကလည်းခက်ပီပီခက်တီတီပုံစံခွက်တစ်ခုတည်းကထုတ်ချလိုက်သလိုအမောဟာသူတို့ရဲ့ဘာကုတ်ပဲသူတို့ရဲ့အသားတစိမ့်ပဲ ခုတော့ယထာပေါ်မှာနေရလွတ်ရလို့ရှောက်လန်းပဲကြံနေတွဲထဲလူပြေးပြီးအဝါရောင်ယထာဟာဘုဒ္ဓကနေလှုပ်ပြီးလှုပ်လဲထွက်လာတယ်။ရွှေမျိုးတော်ဟာမြို့ဧရိယာကိုတပိုင်းတစားလှစ်ပြီးယထာကိုနေရပေးလိုက်ပြီးယထာဟာရွှေမျိုးတော်ရဲ့အပြင်ဘက်ကနေတပတ်တိတိပတ်တော်မယ်။တကယ်တော့အပြင်သာပြောတာ အပြင်ဘက်မှာ မြို့တချမ်းတိတိကြံသေးတယ်။အဲ့ဒီမြို့တချမ်းကတော့ရှင်တွေ့ဘူးတဲ့ရွှေမျိုးတော်အတွင်းပိုင်းနဲ့လမ်းလာမှမတူဘူးပေါ့လေ။ဒါကို ဘာတစ်လို့ဆိုရမလားလာတော့ကဘာလို့တော့ရှင်မတုံးနှုံးစီခြင်းဘူးယထာပြတင်းပေါင်ကိုတတောင်း တထောင်တစ်ဖက်ကွေးတင်ပြီးကိုကိုယထာနယံမှာကျမခက်ပြော့ပြော့မိထားတယ်။မိကွင်းအစ်စ်တွေကဆွဲဆောင်ခေါ်ယူတယ်လို့ကျမနဲ့မျက်နှချင်းဆိုင်ကိုရွှေ့လိုက်တဲ့ရှင်ကတော့ခေါင်းကိုယ်တော်ယထာပြတင်းကထုတ်တော့မလို့စိတ်ဝင်တစားငင်းနေပြန်ပါရော့။ခလေးတယောက်လိုမျက်လုံးတွေနဲ့ပါပဲ။ယထာဟာတိုက်တာအဆောက်အုံတွေကိုကြည်ရဲ့ရိပ်ဖျက်ချန်ခဲ့ပြီးမြို့အပြင်ဘက်ရှောင်းလေလေအင်တွေကတေးငယ်ဆုတ်ချလေလေပဲ။ခလေးတွေဟာညစ်ပေလေလေပဲ။ရေတွေဟာနောက်ကြည့်လေလေပဲ။ မိုက်တွေကလည်းထူထဲလေးလေးပဲယထားရဲ့နောက်တစ်ဖက်ချမ်းကမြို့ဧရိယာတဝက်တီတီဟာဒီမြင်ကွင်းတွေပဲဆိုရင်ရှင်မအံ့ဩပါနဲ့တနေရာမှာတော့ရှင်ဟာဟောလို့ခက်ဆက်ဆာရီရွတ်လိုက်တယ်လက်ညှိုးညွန်တယ်ကျမလန်းကြီးတော့တောင်ကုန်းတောင်နှင်းတွေမြန်ရိုင်းပင်တွေရဲ့ချောင်းကလေးတစ်ခုရဲ့ကိုလွှတ်လာပြီးတဲ့နောက်မြင်လိုက်ရတဲ့တောင်ကုန်းတောင်တန်းတွေ အင်းတစ်ပင်တွေမရှိတော့တဲ့တောင်ကုန်းတောင်တန်းတွေပဲဆိုပါတော့မိသားနီနီဟာခြုံရွယ်ပြီးမျက်ရိုင်းပင်စိမ့်စိမ့်တွေကြားတဲ့အကွင်းလိုက်အကွက်လိုက်ပေါ်နေတယ်။အနီတကွက်အစိမ့်တကွက်ကျမတို့ကတော့တောင်ကတုံးခေါ်တာပဲဒီနာမည်ပြောပြရင်လည်းရှင်ကကြားဘူးမှာမဟုတ်ဘူးဒါဘာတွေလဲရင်တခြားသူဆိုရှင်မေခုံးကိုရယ်ပါပဲကျမကတော့မရယ်ပါဘူးရှင်အချောင်းအစင်းတိတူမှုမရယ်ပါဘူးတောင်တန်းတွေပေါ့တောင်ကုန်းတွေပေါ့ ကျွန်တော်တည်တဲ့တောင်တန်းတောင်ကုန်းတွေကတစ်ပင်ရှိပါတယ်ဒါကြတော့ဘာလို့မရှိတလဲအလားဆိုင်တစ်ပင်တွေကြောင့်စိမ့်စိမ့်များများရှိနေတဲ့ရွှေမျိုးတော်အတွင်ပိုင်းလူမြင်ကွင်းကတောင်တန်းတုတောင်ကုန်းတုတွေကိုရှင်ဆိုလိုဟန်တူပါရဲ့ဒါမှမဟုတ်လေရွှေမျိုးတော်တည်င်းစာမှာရှင်ဖတ်ဖူးတဲ့ဆောင်းပါးတွေတဲကတောင်တန်းတောင်ကုန်းတွေကိုပြောချင်တာလားရှင်ကြည့်ဘူးတဲ့ရွှေမျိုးတော် TV တည်င်းတွေထဲကတောင်တန်းတောင်ကုန်းတွေကိုပဲရည်ညွှန်းချင်တယ်လား ခုတ်သွားကြလို့ပေါ့ဘသူလဲသိကျင်လားရှင့်အဖေနဲ့ရှင့်အဖေပေါ့ရှင့်အဖေအပေါင်းပါတွေပေါ့ဘယ်ရောက်တော့တလဲဆိုတာကောသိကျင်လားဟိုဘက်မြို့တော်မှာပေါ့နေပါအောင်တစ်ပင်တွေပဲမရှိတော့တာလို့ရှင်ကားထင်နေတာလားအဲ့ဒီတောင်တွေအဲ့ဒီမြေကြီးတွေကခက်လာတာမှန်တယ်မြလဲကုံတော့မယ်သိရဲ့လား ကျမအတန်ဟာဒေါသတင့်နေမယ်ထင်ပါရဲ့ခွင့်လွတ်ပါ စိတ်ထဲကတောင်းပန်တန်ကိုမကြားတဲ့ရှင်ကခေါင်းတစ်ချက်ခါရမ်းလိုက်တယ်ရှင်မျက်လုံးထဲမှာရှင်အဖေကိုမြင်အောင်လိုက်သလားရှင်တို့အိမ်စီမကြမကြရောက်လာတတ်တဲ့လူတွေကိုမြင်အောင်လိုက်သလားမဖြစ်နိုင်ဘူးဆိုတဲ့တင်ကီတာနဲ့မြန်ခေါင်းရမ်းလိုက်သလားလောလောဆယ်တော့ကျမပြောလိုက်တဲ့စကားခါခါဟာရှင်အထက်လက်ခံဖို့ခက်ကောင်းခံပါပဲဒါပေမဲ့အမှန်တရားပါတနေ့ကျရင်ရှင်မင်းနဲ့ မျက်နှာချင်းတက်တက်ဆိုင်စုပ်ကင်ထားရမယ်အမှန်တရားပါမျက်ပင်လေးတပင်ကားအစချစ်တက်အောင်ကျမတင်ပေးခဲ့တာဟာဘာကြောင့်ဆိုတာတနည်းနည်းရှင်ကောင်းကောင်းနားလည်လာမှာပါနေပြီးအေးအေးတစ်ချက်တိုးဝင်လာတဲ့အခါရှင်ကမျက်လုံးမိတ်လိုက်ပြန်တယ်။မျက်တောင်ရှည်စင်းတွေပိတ်ကျသွားပြန်တဲ့အခါရှင်မျက်နှာဟာခလေးတယောက်နဲ့ပိုလို့ပြူရပြန်ရော။ရှင်ကိုတွေးတဲ့အခါမှာဒီအတွေးကိုကျမမတွေးဘဲမနေနိုင်ဘူး။မကြည့်ပြင်းသေးသူ သူပဲရဲ့လို့တစင်းနဲ့တွေးတာလည်းမဟုတ်ဖြူစင်မှုကိုအတိအမှန်ပြုတယ်လို့သာရှင်လက်ခံစေခြင်းနဲ့ မိထားတဲ့မျက်လုံးတွေကိုလက်နဲ့တို့ထိဖို့ပြင်လိုက်တုံးပါပဲရှင်းမျက်လုံးတွေဟာဖြက်ခနဲပွင့်လာပြန်ရောယထားအပြင်ဘက်ကိုငေးမြဲတိုင်းလိုငေးပြန်ရောအပြင်ဘက်သာတစ်ချိန်လုံးငေးနေတော့မလားယထားတွဲတဲ့ကိုရောတစ်ချက်လောက်ဝဲဝဲကြည့်ဖို့ရှင်းမစိတ်ကူးမရှိဘူးလားများများဆဆမဟုတ်ပါဘူးတစ်ချက်လောက်ပါပဲအကြည့်တစ်ချက်လောက်နဲ့တင်ရွှေမျိုးတော်ရဲ့တယုတ်တကန်အစစ်အမှန်ကို ရှင်တွေ့လိုက်အောင်မယ် ဖွင့်ပြူလာပါပြီရဲ့လို့ရွှေမျိုးတော်ကိုရှင့်အဖေညွန်တိုင်းရရမလို့ငူရမလို့ဖီးရတတ်တဲ့လူတွေကို ရှင်တွေ့ရလဲအောင်မယ် ူတို့အနာတော့ရှင်တိတ်မကက်လေးနဲ့သူတို့မှုထုတ်တဲ့လေဘူးဟာရှင်းစိတ်နှလုံးကိုဟန်မယ်ခံစားတတ်တဲ့စိတ်နှလုံးရှိသူမှန်ရင်ခံနိုင်ရင် ရှိမှာမဟုတ်ဘူးယထာဟာဘုရားတခုမှာမိတန်ရှိရှိပေးရင်ဆိုင်ရလိုက်တယ်လူတအုပ်စင်းတယ်နောက်လူတအုပ်တူတူဝေးဝေးတက်လာပြန်တယ်စောစောကစင်းသွားတဲ့လူအုပ်နဲ့ဘာမှမကွဲပြားတဲ့ညနာတွေပဲဆိုတာအတိအချာတတိထားကြည့်ရင်ရှင်တွေ့မှာပဲရှင်ကလူတွေစီငင်းနေပြန်တယ်ဘုရားယုံကိုငေးပြန်တယ် ဖုန်တွေသဲတွေကြားတဲ့လူလိန်ဆော့ကစားနေတဲ့ကလေးတသားရဲ့တစ်သားခုန်တန်းရှင်မှာလဲလျောင်းအိတ်ဆက်နေတဲ့လူတွေရဲ့ဇင်းကြံထောင်းကအုတ်ခုံမှာတားကလေးပိုက်လို့ထိုင်နေတဲ့ပေညင့်မိမတယောက်ရဲ့ဖလားခွက်တစ်လုံး ရှေချလို့ခေါင်းငိုက်ဆိုင်ချထားတဲ့အဖိုးအိုတယောက်ရဲ့ဟိုးဟိုးတစ်ပင်နောက်မှာမကွဲ့တကွဲ့ရင့်ရင်မျက်လုံးကစားနေတဲ့မိကက်အပြည့်နဲ့မိမငယ်တယောက်ရဲ့ရှင်တွေ့ရဲ့မဟုတ်လားသူတို့မှာအိမ်အတီတကြားမရှိဘူးပြောရင်ရှင်မအံ့အောနဲ့အောင်တစ်ချိန်သားတော့သူတို့မှာအိမ်ရှိခဲ့ဘူးတဲ့ဆိုရင်လည်းရှင်မအံ့အောနဲ့အောင်ခုတော့ကျူးလို့ကျမတို့ခေါ်တဲ့နေဆရာတမျိုးမှာသူတို့နေကြတယ်ဒီနာမီကိုလည်းရှင်ချားဘူးမှာမဟုတ်ပါဘူးယထာကတညင်ညင်ခရီးဆက်ပြေ ဲနဲ့အိမ်သေးသေးဝဝလေးတွေကျန်ခဲ့ပြီးညံရိုင်းပင်တွေတောင်ကတုံးတွေရှင်ကကပြားတပုတ်ကိုခတ်တိုးတိုးရွံ့နေတဲ့စာကပြားတွေချစ်တတ်သူဟာစိတ်နှလုံးပို့လို့နူးညံ့သလားရှင်စိတ်ကတော့နူးညံ့လာပါရဲ့ရှင်ပတ်ဝန်းကျင်တစ်ခုလုံးနဲ့မနိုင်တာအောင်နူးညံ့လာပါရဲ့တနည်းနည်းကြာရင်ဒီစိတ်ကလေးအရိုင်းဘက်ကူသွားမှာကိုချိုးတစ်ခုသာကြည်တတ်တော့မှာမြို့တော်သူမြို့တော်သားတွေကိုဥပိ္ပခပြုထားလိုက်မှာကျမဖြင့်တွေးပူလိုက်ရတာအဲ့ဒီလိုများရှင်အရှောင်ပြ ောင်းသွားခဲ့လို့ကတော့ကျမကိုမရှာလီနဲ့ကမ္ဘာလောကမှာဒီအမျိုးသမီးအသက်ရှင်နေထိုင်ခဲ့ပါရဲ့လားလို့ရှင်တန်တရားဝင်လာအောင်ရှောင်ပုံးရလိမ့်မယ်ဟုတ်ပြပါဖြစ်တာပါလိမ့်လို့ရှင်ကရွှင်လိုက်တယ်ယထာကတုံခနေရက်သွားတာကိုဘာလို့ရရတယ်ဆိုတာကိုကိုကိုင်းမကြည့်ပဲတောင်ကျမသိပါရဲ့တန်လန်းပေါ်ရေကြောနေပြီဆိုတာသိပါရဲ့ရှင်သီးတဲ့အတိုင်းဒီနှစ်မိုးတွင်းမှာမိုးအင်မတန်များတယ်ဆောင်းရသည့်ဘက်ကူးတာတောင် မူးကမရက်နိုင်သေးဘူးမဟုတ်လားအဲ့ဒီမူးတွေကဒုက္ခကိုပါတဲတဲလာခဲ့ပါရောဒါပေမဲ့အဲ့ဒီဒုက္ခကရှင်တို့အတွက်မဟုတ်ပါဘူးကျမတို့လိုတာမန်လူတွေအတွက်ပါ ခုနေ့ ခုနေသားယထာလန်းရေချလို့ခရီးဆက်ရင်ရေမြုပ်နေတဲ့အိမ်တွေကိုရှင်တွေ့ရလိမ့်မယ်ရေထဲမှာတင်ခက်ခက်ခဲခဲသွားလာနေထိုင်ရသူတွေကိုရှင်တွေ့ရလိမ့်မယ်ရှင်အဖေအုပ်ချုပ်ရေးမှူးကြီးဦးပိခာပြုထားတဲ့အခိုင်မြို့တော်သူမြို့တော်သားချင်းအပြန်အလှန်ဆောင်ရှောက်နေတာကိုလည်းရှင်တွေ့ရလိမ့်မယ် ။ဟောဗျာရီရီမြုပ်နေတာပါလား။ဘာဖြစ်ရတာပါလဲ။လို့ရှင်ကယူလိုက်ပြန်တယ်။လောလောဆယ်ဘာမှပြောချင်စိမရှိလို့တောင်ကုန်းွေကိုပဲလက်ညှိုးထိုးပြလိုက်ရတယ်။ထင်းတဲ့အတိုင်းရှင်ကနားမလဲပြန်ဘူး။ဇဝေဇဝါမျက်လုံးတွေနဲ့ပဲဒီသစ်ပင်တွေမရှိတော့လို့ကျမတို့တာမန်လူတွေနေကြတဲ့မြို့အပြင်ပိုင်းရဲ့သုံးပုံတစ်ပုံလောက်ရီမြုပ်တယ်ပြောရင်ရှင်နားလဲမှာမဟုတ်ဘူး။ဘာဆိုင်ပါလိမ့်လို့ဆိုအောင်မယ်။ဒါကြောင့်ရှိရှိဝေးဝေးပြောပြလို့စိတ်မရှိလာဘူး။ယထာ ရက်တာကြာမှာလား9မိနစ်10မိနစ်ပေါ့ကျမပြောတဲ့အတိုင်းပဲနောက်ထပ်9မိနစ်ကျော်အကြာမှာရထားဆက်ထွက်တယ်။မြေအနှိမ့်ပိုင်းကအင်္ဂလိပ်တွေဟာရေပြင်နဲ့နှင်းမြုပ်လို့ရထားတန်လန်းပေါ်ကတချုံလုံးတစ်ချက်ချက်အတန်ကြာမှာရေမြုပ်နေတဲ့အင်္ဂလိပ်တွေထဲကကလေးလေးတွေရဲ့ဝမ်းသာအားရအော်တန်ထွက်လာတယ်။ပြတင်းပေါက်တွေစီကနေကောင်းလေးတွေပြူလာတယ်။ဒီကလေးတွေဟာအင်္ဂလိပ်တွေ တော်ဝိုင်းရေပြန်ကြရင်တောင်သူတို့မိဘတွေခင်ဗျာအပြူအပြက်ကြားတဲ့ကတော်တော်ကြာရုံထားရအောင်မှမတိကြဘူးသူတို့မိဘတွေရဲ့လယားမီတွေရေမြုပ်နေတာမတိကြဘူးဒီကလေးတွေပါပဲစာတင်ချောင်းလေးရေမြုပ်ဖို့ကြောင်းမတက်ကြရတော့တာဒီကလေးတွေပါပဲညနေကျစားစရာမရှိတဲ့အခါမျက်နှာလေးတွေနွမ်းနေကြတော့မှာ ရှင်ဟာဂျီမြုံမြင်ကွင်းတွေကို ပြန်လည်ငီးတယ်။ယထာကလည်းတရွေ့ရွေ့တရရိတ်ခရီးဆက်လာတယ်။အင်္ဂလိပ်တွေဟာရှင်မသိပေမဲ့ရှင်ပဝင်းကျင်ကပဲယူစည်းလာတဲ့ဥပိ္ပခာရေပြင်တော်မှာကြံရင်ခဲ့ပြီးဇီလီတစ်ခုနာကယထာဖျက်ပြန်တယ်။ဇီးတဲ့တွေရဲ့အတန်ဆာဆာဟာယထာရက်တဲ့အခိုက်တညံ့ညံ့လွင့်လာတယ်။ထုံးစံအတိုင်းလူတချို့စင်းနဲ့တချို့တက်တယ်။ဇီးတဲ့ကအပူငွေတွေဟာယထာစီကိုဟက်လာတယ်။အကြော်အိုးတွေမုန်းဖို့တွေစီကအပူ ူမဟုတ်ပါဘူးရှင်မြင်နေရတဲ့လူတွေစီကအပူပါ တိန်တွေစီ ရောက်တော့မလို့ဇက်တိုက်မြင်လာတဲ့ဇင်းနှုံးတွေကြောင့်သူတို့ပူလာရတဲ့အပူပါအပူတွေကြောင့်တော့အဲ့ဒီမြင်ကွင်းတွေစီကနေရှင်မျက်နာမလွဲပါနဲ့နော် ။ဒီနေ့ချွေမျိုးတော်ကိုရှင်စီမံရမယ့်အခါရှင်တွေးခဲ့ဘူးတဲ့ဘဝများစွာအဲ့ဒီဘဝတွေရဲ့အမှုများစွာကိုတတိယပေးပါ။ကျမကိုချစ်တယ်ဆိုရင်ပေါ့မဟုတ်ဘူးလား။ဟောရှစ်တက်တဲ့ကိုရှင်ကြည့်လိုက်ပါအောင်လေ။ယထာဟာခရီးဆက်လာလိုက်တာ။ အိမ်မက်ထဲတွုံးဝင်နေတာနဲ့မတူပေဘူးလားအခိုးအငွေ့တွေဝေ့လို့ဝဲလို့ဂီတပွဲတပွဲကိုရောက်နေတယ်လို့ဉဏ်ရှင်ထင်လိုက်လေသလားအဲ့ဒါအပြန်အလှန်ပြစ်ခတ်ပွဲတွေစီကအလွင့်လာတဲ့ရံခိုးငွေ့တွေပါရှင်ရဲ့တောင်ပေါင်းတွေရဲ့ဟိုးတစ်ဖက်ကရွာကလေးတွေစီကနေတောတန်းထဲကနေဖြစ်လာတဲ့အခိုးအငွေ့တွေပါဟောဟိုတစ်ပင်ပေါ်ကိုမော်ကြည့်လိုက်ပါဦးငါကလေးတကောင်အတောင်နှောင်းလို့နားနေတာရှင်တွေ့လားဘာငက်လဲလို့တော့မမီးနဲ့ကျမမပြောလဲ ဲသူ့လုတ်တီးကအခက်လေးတစ်ဖက်မြင်လာနဲ့တင်ရှင်တည်တင်နဲ့မိခိုးတိတ်သွားတဲ့ရွာလေးစီငင်းမိတိုင်းကျမဝမ်းမြောက်ရတယ်လို့ဝေဝဲနေစေအခိုးအငွေ့တွေအတွက်ဘလောက်နာကျင်ရကြောင်းအထူးပြောပြဖို့လိုမယ်မထင်ဘူးရဲ့အเจ้าအရာတော်တော်များများကိုနားမလည်တတ်သေးတဲ့ရှင်ကကျမမျက်နာကိုတော့စားတအုပ်လိုဖက်နိုင်ရဲ့မဟုတ်လားကျမမြင်နေရတဲ့ရှင်မျက်နာဟာတဖြည်းဖြည်းသွေးရောင်ရဲလာခဲ့ပြီးအကျော်အချင်းတွေတဆက်ဆက်လှုပ်ရှားခဲ့ပြီးအနေ ဲဆုံးတော့လူသားတယောက်နဲ့ပို့လို့နိမ့်နိမ့်ဆက်ဆက်တူလာပြီပေါ့အရင်တုန်းကတော့ဖြူဖြူဆွဆွမျက်နာတစ်ခုဟာစမချင်ရသူဖြစ်ကြောင်းကိုကတာကိုပြန်လက်ခံဖို့ဘလောက်ခက်ခဲခဲ့တယ်လဲရှင်းနောက်ွယ်ကအရေးတစ်ခုဟာစမကိုဘလောက်တောင်ပြေဝေတွန်းဆုပ်စီခဲ့တယ်လဲခုလိုရှင်းမျက်နာသွေးရောင်လန်းလာတာဟာရှင်းစိတ်နှလုံး လူသားတယောက်လိုခုံလှုပ်လာလို့ပေါ့လူသားတယောက်လိုခံစားလာလို့ပေါ့ဘာပဲဖြစ်ဖြစ်ကျမဝမ်းမြောက်ရပါတယ်နောက်တစ်ခါတမယထားရဖို့ပြင်တော့ကျမထားရတဲ့ထွက်ပေါက်စီရှောက်လာတယ်ကျမနောက်နားမကြတကြမှာရက်နေတယ်ရောက်ပြီလားစင်းတော့မလားစသည်ဖြင့်ဘာမှထူပြီးမမေးဘူးခုံတွေမှာငင်းငင်းငူငူထိုင်နေစေလူတွေစီတော့ရှင်ကတစ်ချက်နှစ်ချက်ခြုံပြီးကြီးလိုက်ပါသေးတယ်နှုတ်ဆက် နှုတ်ဆက်ကြည်လားမှတ်သားကြည်လားရှင်ကိုယ်တိုင်ပဲတည်လိမ့်မယ်ယထာလဲရှုကနဲ့အတန်ပေးလို့ရက်လိုက်ရောရင်းချံပေါ်ကိုကျမချိချလိုက်တယ်ရှင်ကိုယ်လှဲ့မကြည့်ပဲခက်ဖြီးဖြီးရှောက်လာတယ်လှဲ့တာမကြည့်ပေမဲ့ကျမနောက်မှာရှင်ပါလာမယ်ဆိုတာသိပါတယ် ထည့်သွားမှလည်းဘာလို့မှလည်းတခွန်းတော်မမီးပဲရှင်ပါလာလိမ့်မယ်ဆိုတာသိနေပါဗျ။ရှင်မျိုးတော်တဲ့ကိုပြန်ရောက်တဲ့အခါမှာရှင်လဲရှင်လန်းရှင်သွားရလိမ့်မယ်။ကျမလဲကျမလန်းကျမသွားရမှာပါပဲ။ကျေးဇူးပြုပြီးဘယ်နေ့ပြန်ဆုံမလဲတော့ကျမကိုမမီးပါနဲ့။တနည်းနည်းလို့သာရှင်မှတ်ယူထားစီခြင်းတဲ့။ချွေမြူတီမဂ္ဂဇင်းအမှတ်334 2016 နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကြပါပြီ။စိတ်ပင်ပန်းမှုများကင်းဝေးသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်။